ိုင်းလူတိုင်းဟာကိုယ်ဇက်လမ်းမှာကိုယ်ဇက်လိုက်ပေါ့ကိုယ်ဇက်လိုက်ဆိုရင်ကိုယ့်အတွက်လူချမ်းလည်းရှိမှာပေါ့နော်တချို့ပြောရတာရှိရဲ့လေရေဇက်ပါလို့တွေ့တာမဟုတ်ဘူးဝေကျွေးဆက်ရဖို့တွေ့တာတွေ့နေရတဲ့လူတွေပေါ်မှာမကျေနပ်တဲ့အခါအဲ့လိုပြောကြအဲ့လိုလူတွေကိုတော့ကိုယ်ကဘလို့ထင်ပါလဲငါဘဝရဲ့လူချမ်းနေကိုစိတ်တိုင်းလေးကြပြီဆိုရင်တော့အော်ဒါတော့ငါပါရမီ ဖြည့်ပဲနဲ့တူတယ် ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့သေးပြီပြက်ပြီဆိုတော့ဇလန်းတပုတ်ပြီးသွားကလကချပြီးတာနဲ့ရက်မာလာဆိုတော့မရက်ဘူးကျွတ်တော့ဒါဝတော့ယုံကြည်မှုနဲ့လက်ခံထားတော့နော်ဒီဘဝပြီးတာနဲ့နောက်ထပ်ဘဝတစ်ခုဟာတောက်လျှောက်ဆက်ပြီးတော့ဖြစ်လိမ့်မယ်ခုဒီဘဝဖြစ်ခဲ့တာလေအရင်ဘဝပြီးတာနဲ့ဒီဘဝတောက်လျှောက်ဆက်ဖြစ်ခဲ့တာလို့ကျွတ်တော့အဲ့လိုယုံကြည်ထားတယ် အဲဒါကိုကျွတ်တို့တကယ်သိသလားဆိုတော့တကယ်တော့မသိပါဘူးဒါပေမဲ့ယေရှုဘုရားရဲ့တပ်ပင်ညူတညာကိုယုံကြည်သောအဖြစ်အဲ့ဒီအမှန်တရားကြီးကိုလည်းဘုဖုံတို့ဟာယုံကြည်ထားတယ်လက်ခံထားတယ်ငါချိန်ကုန်လို့ပြတ်သွားပြီဆိုရင်ဇလန်းကရက်သွားမှာမဟုတ်ဘူးနောက်ထပ်ဇလန်းတစ်ပုတ်ထပ်ပြီးတော့ဆက်ကမှာဟုတ်ပြီနော်အဲ့ဒီကတဲ့ဇလန်းမှာလည်းပဲ အနှဲငယ်မြားလေးကွဲလွဲမှုလေးကိုကြည့်ပြီးတော့ဇလန်းကိုမတူဘူးလို့ပြောလို့မရဘူးဇလန်းရဲ့ကြောရွားတော့အတူတူပဲဘုန်းတို့ဘဝတိုင်းဘဝတိုင်းကခဲ့တဲ့ဇလန်းတွေကိုလူရင်းအနှစ်ချုပ်ဟန်တိတ်မများဘူးဝေဖွာလာတယ်အိုမင်းရင်ရောတယ်နာကျင်ခက်ခဲမှုမျိုးမျိုးကိုကျွန်ရတယ်ပြီးတော့ပြတ်သွားတယ်ဒါပဲလုပ်ငန်းကိန်းကန်းအဆင်ပြေတာမပြေတာတိတ်ပြောလို့ပါဘူး မွေးဖွာလာတယ်။အိုရတယ်၊နာရတယ်၊တေးသွားတယ်။ဒါပဲ။ဒီဇလံမဲ့ကျွတ်တော့ဟာမယိုးနိုင်မဲနဲ့ဘဝတိုင်းဆက်ကာတယ်။ဒါပေမဲ့ကိုကဒီတိုင်းကာနေတာလို့မသိတော့ပြင်းရကောင်းမလဲမသိဘူး၊ယိုးရကောင်းမလဲမသိဘူး၊ဇလံကိုလည်းဆန်းတယ်လို့လည်းထင်းနေတယ်။တကယ်ကမဆန်းပါဘူး။နော်။အစဉ်ပြေပြေမပြေပြေပြီးဆုံးရင်နဲ့ထားခဲ့ရင်နဲ့ဒီလိုနဲ့တရက်ကန်ကန်သွားနေကြတာ ဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီဘဝကဘလို့ဖြစ်နေတာတော့အဲ့ဒါကိုအခုအတိပဲဖွင့်တယ်ဘဝပျက်စီးရင်းနဲ့ပျက်စီးခြင်းစီကိုသွားတယ်ပျက်စီးပြီးပြီဆိုတော့လည်းပဲဆက်ပြီးတော့ပြက်ဖို့အတွက်ဖြစ်ပြန်တယ်ဖြစ်တယ်ဆိုတာလကားဖြစ်တာမဟုတ်ပြက်ဖို့ဖြစ်တာအဲ့ဒါတွေကိုနားလေတာပညာပဲဟုတ်လားအဲ့တော့မြတ်စွာဘုရားကအဲ့လိုဖြစ်ပေါ်နေတဲ့မပြီးနိုင်မဆုံးနိုင်ဒီဖြစ်နေတဲ့ကိစ္စကြီးဟာတကယ်သာမြင်မယ်ဆိုလို့ရှိရင် ရက်ချင်သေးပေါက်ကိုပေါက်ကျတို့မရက်ချင်သေးဘူးနော်ဆိုတာတကယ်မမြင်သေးလို့ကျတို့ကမောရတာညီးနေတာအသွားရက်မှမရက်တာနော်ပူတယ်လို့သာညီးနေတာမိသာထဲ့တဲ့ကိစ္စရက်ကိုမရက်ဘူးတို့ကျတို့တကယ်ပူမှလည်းမသိဘူးတကယ်သွားနေရတယ်လို့လည်းမသိဘူးသွားနေရမှသိရင်မောမှန်းသိမှာအနည်းဆုံးမရက်ချင်အောင်တော့နားတော့နားခြင်းမှာကိုကကျတို့ကရက်ချင်ဖို့မပြောနဲ့နားကိုမနားခြင်း ကကမုံမလည်းမသိဘူးပန်းမလည်းမသိဘူးဘွာမြဲသွားနေတာအဲ့တော့မြတ်စွာဘုရားကဒီယုံတန်တွေဆင်ဆက်မပြတ်ဖြစ်နေတဲ့ကိစ္စပင်ပန်းနေဆင်းရဲတယ်အေးဒါကို तू ကမြင်တယ်ဘာလို့မြင်တာတော့ဆိုတော့အနိစ္စကိုမြင်ရကနေတစ်ဆင့်မြင်တာအနိစ္စကိုမြင်တာဆိုတော့ပြောရတယ်နော်ပျက်စီးရင်းနဲ့ပျက်စီးခြင်းတွေကိုသွားတယ်အနိစ္စကိုမြင်မှများလို့ရှိရင်ဒါယထာဘုဒ္ဓဉာဏ်ရင့်တန်တဲ့ခေါ်တယ်ဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းမြင်တာပေါ့အဲ့ဒါမြင်လို့ရှိရင် ယထာဘုဒ္ဓဉာဏ်ရင့်တန်လို့ရှိရင်တော့နိဗ္ဗိဒာဒီဖြစ်စဉ်ကြီးပေါ်မှာပြင်းမုံကြီးငွေ့တယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့ဒီနိဗ္ဗိဒာဉာဏ်ရင့်တန်လာလို့ရှိရင်နော်ဝိရဇလို့ခေါ်တယ်တတ်မဲ့မှုကင်းတယ်ဆိုတဲ့မဉ္ဇဏ်ဟာဖြစ်ပေါ်လာတယ်အဲ့ဒီမဉ္ဇဏ်ကိလေသာကိုတတ်နိုင်တယ်နော်အဲ့ဒီတတ်မဲ့မှုကင်းသွားပြီဆိုတော့မှဝိမု ക്തി စိတ်ကဒီဒုက္ခတွေကနေလွတ်သွားတယ်အဲ့ဒီကြတော့မှတကယ်စစ်မှန်တဲ့ချမ်းသာကိုရတယ်ဒီနေ့အဖြစ် ဒုက္ခនិရောဓဒုက္ခကအဲ့ဒီကြမှာချုပ်တယ်ကျုပ်တို့အခုကဒုက္ခဖြစ်နေတယ်ကျုပ်တို့ဒုက္ခရောက်နေလို့ရောက်နေမှာမသိဟုတ်လားအဲ့တော့မြတ်စွာဘုရားကသုံးသပ်ပြောတဲ့အနိစ္စကိုသာအမြင်တန်အောင်လုပ်နော်ညင်းငွေတဲ့သဘောတနည်းအားဖြင့်ရက်ချင်တဲ့သဘောနားချင်တဲ့သဘောဒါလေးတွေဟာနဲ့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 ဖြစ်ပေါ်လာအလွန်ဖြစ်ခဲတယ်နော်အဲ့လိုမဖြစ်တဲ့အတွက်ကြောင့်ကျုပ်တို့ဟာ ဘဝပေါ်မှာညမျိုးစုံနဲ့တွေ့တာတယ် memory တွေ့တာ memory တော့ဘဝကထက်ထက်ထက်ပြီးတော့ရလိမ့်မယ်ဖြစ်လိမ့်မယ်အဲ့ဒါနဲ့မဆုံးနိုင်တဲ့ဇလန်းကိုဘုံဘုံတို့ကနေကြတယ်အဲ့ဒါမျိုးဆိုဘုရားပွင့်လာတယ်ဆိုတာအဲ့ဒီဇလန်းမကောင်းဘူးရက်ပလိုက်ကြဘုရားအတီအလင်းကိုအဲ့ဒီတိုင်ဖြစ်စေခြင်းတဲ့စကားမကြမကြပြောတယ်နော်ရာဝန်ရှိတယ်မေဘိတ်ခွေအလားမေဘာတပ္ပသင်္ခါရီတုနိဗ္ဗိန္တိတုအလံဝိရိစီတုအလံဝိမုတ်စီတုဒီစကားလေးကခဏခဏတွေ့ရတယ် သင်္ခါရတရားတွေကအလွန်အမင်းညင်းငွေခြင်းကတင့်လာပြီညင်းငွေတဲ့စိတ်ဖြစ်တဲ့နေဒီယုတ်တည်နေတဲ့ဘဝတွေရဲ့အပေါ်မှာတက်မမှုကင်းတဲ့စိတ်ဖြစ်တဲ့နေဖြစ်အောင်လုပ်ကြဒီယုတ်တည်နေတဲ့ဒုက္ခတွေကနေလွတ်မြောက်အောင်လုပ်ကြဒါမဲ့ကျွတ်တော့အနိစ္စကိုအမြင်မတန်တဲ့အတွက်ကြောင့်ညင်းငွေတဲ့စိတ်လဲမဖြစ်မဖြစ်ရေးချာမဖြစ်ဟုတ်လားနောက်ကျွတ်တို့ညင်းငွေတာကျွတ်တို့မဖြစ်ရှင်တဲ့ကိစ္စတွေဖြစ်လာလို့ဒါညင်းငွေတာ ုတ်လားဆွမ်းမဲ့မှုกินတဲ့စိတ်ပိုလို့တောင်မဖြစ်ဆွမ်းမဲ့မှုမှမกินဘလို့မှမလွတ်မြောက်ဘူးချမ်းသာအစ်စ်ကိုမရဘူးတနည်းအားဖြင့်ဒုက္ခမငြိမ်းဘူးဟုတ်လားအဲ့တော့ကျွတ်တော့ကသာသနာမှာမြတ်စွာဘုရားရဲ့အဆုံးအမအဓိကလိုရင်းကအဲ့ဒါပဲဘဝကလွတ်စေခြင်းတာသို့တော့ဘဝကလွတ်မြောက်ခြင်းနဲ့စိတ်ပေါက်ဖို့ဆိုတာတုံတုံညံတက်ခံနဲ့မလာဘူးမရနိုင်ဘူး တော့လူတိုင်းရဲ့ပုံမှာအဲ့ဒါလိုမျှော်လင့်လို့မဖြစ်နိုင်ဘူးအခုပြောနေတဲ့လူကိုယ်တိုင်းမှာကိုယ်ကလည်းပဲအဲ့ဒီစိတ်ကပြင်းပြင်းထန်ထန်ရှိတာမဟုတ်ဘူးဒါပေမဲ့ရသော်ဘုရားပွင့်လာတယ်ဆိုတာအဓိကဒါကိုပြောချင်တာဆိုတာကြီးကိုတိတိကြီးနဲ့ဖို့ဖို့နှုတ်တွေဟာဒီဥစ္စာကိုကြဲကြဲလောင်လောင်မပြောဘဲမနေသင့်ကြဲကြဲလောင်လောင်ပြောကိုပြောရမယ်ဒီသစ္စာလေးပါးကိုသိလို့ဘဝဆင်းရဲတယ်ဆိုတဲ့အခြေအနေမှာကိုတကယ်သိလို့ဘဝပေါ်မှာမမောမှုကင်းပြီးတော့လွတ်မြောက်မှုချမ်းသာကို နော်ရသွားတာအဲ့ဒါကြောင့်ဖះဖြစ်သွားတယ်မြတ်စွာဘုရားဆိုအဲ့ဒါကိုသိသိချင်းလို့ပဲဖះဖြစ်အောင်လုပ်ခဲ့တာတကယ်ကဘဝထဲမှာကြီးပွားဖို့ဘဝထဲမှာချမ်းသာဖို့ဘဝတွေတဘဝပြီးတော့ဘဝပို့ပို့ပို့ကောင်းတဲ့ဘဝတွေရဖို့အတွက်မြတ်စွာဘုရားအဲ့လိုတရားတွေမဟောဘူးမဟုတ်ဘူးဟောတယ်ဟောပါတယ်အဲ့ဒါလေးလေအများကြီးဟောတယ်ဒါပေမဲ့တကယ်အဓိကလိုရင်းကတော့စောစောကပြောခဲ့တဲ့ဘဝလွတ်မြောက်ဖို့အတွက်ပဲဟောတာပို့ပို့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေမူရင်းနှုတ်ကပတ်တော်တွေအများကြီးလေ့လာကြည့် အဲ့ဒါတွေပဲအဓိကပြောတာဟုတ်လားအဲ့တော့ကျွတ်ကညာကနုနယ်သေးတဲ့အခါကျတော့ဘဝမလွတ်ချင်ဘဝကိုပဲတန်ရောစင်တွေ့ပြီးတော့ဘဝကိုပဲတမက်မောမောနဲ့ဘဝအပေါ်မှာပဲတမက်မောမောနဲ့နေနေတာအဲ့တော့ဘဝရမှာပေါ့အဲ့လိုတမက်မောမောနေကြလို့လည်းအခုရနေတာအေးရပြီဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုသတိပေးထား နင်လိုချင်လို့ရထားတဲ့ကိစ္စဒုက္ခဖြစ်လာမှဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောမနေနဲ့ဟုတ်လားနော်ဘဝမှာဒုက္ခဖြစ်တယ်ဆိုတာဘဝရလို့ဒုက္ခဖြစ်တာတကယ်တမ်းကကျန်တဲ့အကြောင်းတရားတွေဆိုတာပဓာဏကြတဲ့အကြောင်းတရားမဟုတ်ဘူးနော်စိတ်ဆင်းရဲရတယ်ဆိုရင်လည်းဘဝဖြစ်လို့စိတ်ဆင်းရဲရတာလို့မြင်စေခြင်းယောဂါတွေဖြစ်တယ်ဆိုရင်လည်းဘဝဖြစ်လို့ယောဂါတွေဖြစ်ရမချိမတိတက်တဲ့လူနဲ့အတူနေရရင်လည်းဘဝဖြစ်လို့မချိမတိတက်တဲ့လူနဲ့အတူနေရတာ ချစ်တဲ့လူနဲ့ကိုယ်ရတယ်ဆိုရင်လည်းဘဝဖြစ်လို့ချစ်တဲ့လူနဲ့ကိုယ်ရတယ်လို့အဲလိုဘဝဖြစ်ချင်းဒီဒုက္ခအားလုံးရဲ့အခြေခံကြောင်းတရားလို့ကျွတ်လို့မြင်တတ်ဖို့လိုတယ်။ဘုရားအတီလဲဟောထားတာပဲလေဇာတိပိစီယဆရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတံမွန်တိ။နော်ဒုက္ခတွေအကုန်လုံးကလူရလို့ဖြစ်လာလို့ဒုက္ခတွေတွေ့ရတယ်။လူကဘာလို့ဖြစ်တာတုံးဆိုတော့ဖြစ်ရတဲ့အခြေအနေကိုမကောင်းမှမသိတဲ့တို့ကြောင့်ဖြစ်ချင်းနေလို့ကိုဖြစ်တာပဲ။ရိုးရိုးလေးတရားဆိုတာ။ဟုတ်လား။ အဲ့တော့ကျွန်တော်ကအဲ့ဒါတွေကိုနားလည်ရမယ်အဲ့ဒါနားလည်အဲ့ဒါပညာပဲအဲ့လိုဆိုရင်တရားကအ ਨੇ ဆုံးတော့နှစ်ပိုင်းလောက်တော့နားလည်မှရမယ်ဘဝထဲမှာအရှင်ပြေအောင် လုပ်တဲ့နေ့ဘဝကနေလွတ်မြောက်အောင်လုပ်တဲ့နေ့နော်ဒီဥစ္စာလေးနှစ်ခုနားလည်ရမယ်အဲ့လိုလိုရင်းလေးဖုံဖုံပြောမယ်ဟိုတနေ့ကလည်းဒါလေးကိုပြောလိုက်တယ်စိတ်ထဲမှာအလုံးလေးကျဉ်တဲ့ ျတို့ကဉာဏ်ပညာတွေကနှုံနေသေးတဲ့အတွက်ကြောင့်ဘဝကလွတ်ချင်တဲ့စိတ်ကတိတ်ပြင်းပြင်းထန်ထန်မဖြစ်သေးဘူးမဖြစ်သေးတဲ့အတွက်ကြောင့်ဘဝလည်းကျင်းလျာအောင်ပါဒီဘဝကိုလည်းဖြတ်သန်းရအောင်ပါဒီဘဝပြီးရင်လည်းနောက်ဘဝပေါင်းများစွာဖြတ်သန်းရအောင်ပါဒီအခြေအနေနဲ့ဆိုရင်တော့လေအဲ့လိုဖြတ်သန်းရမယ်ဆိုလို့ရှိရင်တော့ကျတို့ကောင်းကောင်းမွန်မွန်လေးဖြတ်သန်းရမှာအဆင်ပြေမှာပေါ့တော့စင်စင်ရဲပင်ပင်ပမကြီးဖြတ်သန်းရတာနဲ့ဆိုင်ချင်းချင်းသာသာဖြတ်သန်းရတာကပို့ပြီးတော့ကောင်းတာပေါ့ဟုတ်လားအဲ့ဘဝထဲမှာအဆင်ပြေခြင်းနဲ့ ဲ့လိုဆိုလို့ရှိရင်ဘုံတို့ဘာအားကိုမလို့ဘဝလွတ်မြောက်ဖို့အတွက်တိတ်စိတ်မဝင်စားသေးဘူးဆိုရင်ပေါ့လေအဲ့ဒါဆိုရင်ဘုံတို့ဘာအားကိုမလို့ဆိုလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းလေးဖြစ်အောင်လုပ်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုစိတ်ကောင်းနှလုံးကောင်းဆိုတာကောင်းမွန်တဲ့စေတနာ ကောင်းမွန်တဲ့ကံတရားကိုရည်ရွယ်ပြောတာကျွတ်တော့မှာစေတနာဆိုတဲ့ကံတရားတွေကဆိုးတဲ့စေတနာတွေလည်းဖြစ်တယ်ကောင်းတဲ့စေတနာတွေလည်းဖြစ်တယ် အဲ့ဒါဆိုးတဲ့စေနာတွေကတော့ကျွတ်တို့အလွန်ကြောက်ရွံ့တဲ့ယွံမုန်းတဲ့ဒုက္ခတွေကိုပဲပေးမှာ။ကောင်းတဲ့စေနာတွေကတော့ကျွတ်တို့အခုအလွန်မဲ့နေတဲ့ကျွတ်တို့အလွန်တန်ဖိုးထားတဲ့ကောင်းမြတ်မှုချမ်းသာတွေကိုပေးမှာ။အဲ့ဒါဘဝထဲမှာအရှင်းပြည့်ခြင်းနဲ့ဆိုရင်ဘုဖုံတို့ကောင်းတဲ့ကံလို့ဆိုတဲ့စေတနာကောင်းလေးတနည်းအားဖြင့်နားလည်လို့တဲ့ဝါဒနဲ့ပြောရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးရမယ်။ကောင်းတဲ့စိတ်ကလေးထား။အဲ့ဒါတန်လျာမှာနော်ချမ်းချမ်းသာသာလေးသွားရမယ်။ ကောင်းတဲ့စိတ်ကလေးထားဒါကောင်းတဲ့စိတ်ကလေးဖြစ်ဖို့အတွက်အဲတဆင့်တက်ပြီးတော့ပြောရရင်မေတ္တာတရားလေးကိုအာကိုမေတ္တာစိတ်ကောင်းနှလုံးကောင်းနေတဲ့မှာအလွန်မှအယီအသွေးမြင့်တဲ့သဘာဝတရားကြီးတို့ပါနော်လောကီကောင်းကျိုးချမ်းသာတွေကိုပေးတတ်တဲ့ကံတရားတွေထဲမှာမေတ္တာကံဟာအထွတ်ထိပ်ပဲအမြင့်မားဆုံးပဲမေတ္တာရဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အစွမ်းတတ္တိတွေကို ဘုရားလွဲလို့ဘယ်သူမှအပြည့်ဆုံးမသိနိုင်အဲ့ဒါမြတ်စွာဘုရားကိုယ်တော်နဲ့ဟောထားမေတ္တာနဲ့နဘဝမှာအဆင်ပြေအောင်ဘုံဘုံတို့နေနိုင်ရမယ်နေတဲ့ရမယ်မေတ္တာကိုအားကိုးလို့ရှိရင်ဘဝမှာအဆင်ပြေမယ်ကျွတ်တော့ဘဝမှာမလွတ်ချင်သေးတာဟုတ်ဒါပေမဲ့ကျွတ်တို့ရဲ့ညံကရက်နေမယ်လို့တော့မထင်ဘူးနော်တဖြည်းဖြည်းနဲ့ဉာဏ်ပညာမြင့်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 လာ အလိုဉာဏ်ပညာမြင့်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 လာရင်ကျွတ်တော့ဩဘဝလွတ်မှသာလဲဒုက္ခနိရောဓဒုက္ခချုပ်မှပါလားဆိုတဲ့အတိကလေးတနေ့မှရနိုင်ကောင်းနေပါတော့အဲ့လိုရလာပြီဆိုလို့ရှိရင်တော့ဘဝကလွတ်မြောက်အောင်ဘုဖုတို့ဘာကိုအားကိုးမလဲအဲ့ဒါဆိုရင်တော့ပညာကိုအားကိုးနော်လူရင်းလေးကိုပြောတယ်နော်ဘဝထဲမှာအရှင်ပြေဖို့ဆိုရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးကောင်းတဲ့ကံပေါ့လေ ဘဝဒုက္ခတွေလုံးဝချုပ်သွားဖို့ဆိုရင်တော့ပညာကိုအာကိုဉာဏ်ကိုအာကိုအသုံးများတဲ့ဟောရတာနဲ့ပြောရရင်တော့ဘဝရဲ့အစဉ်ပြေခြင်းတော့ကောင်းကံလေးကိုအာကိုနော်ဘဝဒုက္ခတွေငြိမ့်ချင်ပြီဟေးဆိုရင်တော့ဉာဏ်ကိုအာကိုဟုတ်လားတကယ်တမ်းကကျွတ်တော့မမြင်လို့သာမမြင်တာတကယ်ဖြစ်နေတာကြီးကဆင်းရဲကြီးပဲနော်အဲ့ဒီမြင်တဲ့ပညာက ဟိုဘဝဒုက္ခတွေကနေပြီးတော့ထုတ်ဆောင်သွားမယ်ဘဝဒုက္ခတွေကိုညီကုန်းချုပ်သွားစီမယ်အစွမ်းနေရှိတာမဟုတ်ဘူးဘဝထဲမှာလည်း तू ကအလွန်ကောင်းမွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်သေးတယ်။ဒါကြောင့်ဝေလမတုတ်တာမှာဒါနမျိုးစုံနဲ့တရဏဂုံဆိုတဲ့ကုသိုလ်ကပုံမြတ်တယ်။မြတ်တယ်ဆိုတာတော့ဘာကိုကြည့်ပြောအောင်ဆိုတော့အကျိုးပေးကြီးကျယ်တာကိုကြည့်ပြောတာ။ဣဒံတရောမဟာဖလံဒီစကလုံးလေးဣဒံတရောမဟာဖလံ ဒီဒါနကုသိုလ်ထက်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့စွန့်ရည်တတိကိုသိမြင်ပြီးတော့ဒုက္ခငြိမ်းဖို့ဆိုရင်တော့ငါဒါဘုပဲအာကုမယ်ဆိုတော့မွန်မြတ်တဲ့စိတ်နဲ့မှန်ကန်တဲ့စိတ်နဲ့ယတနာမြတ်သုံးပါးကိုအာကုအာရာပြုတ်လိုက်တဲ့အနေထားလေးကဒါနကုသိုလ်ထက်အလွန်ပြီးတော့အကျိုးပေးကြီးကျယ်တယ်လို့ပြောတာဣဒံတတော်မှာဖလားအဲ့ဒီတရဏဂုံထက်၅ဘာသီလဆောင်ထင်းခြင်းကတာလွန်ပြီးတော့အကျိုးပေးကြည့်ကြည့်။အဲ့ဒီ၅ဘာသီလထက်သောတော်ကပြောခဲ့တဲ့မေတ္တာတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းလို အလွန်ငြိမ်းအေးတဲ့အလွန်အဆင့်အတန်းမြင့်တဲ့စိတ်သဘာဝလေးပေါ့ကျွတ်တို့ရဲ့ယုံညံ့တဲ့စိတ်တရားပတ်ဝန်းကျင်ဟာတတ္တဝါတွေလူတွေရဲ့ပုံမှာပဲဖြစ်ကြတာအဲဒါလိုပဲမြင့်မားတဲ့စိတ်ကလည်းပတ်ဝန်းကျင်ကလူတွေတတ္တဝါတွေကိုပဲအကြောင်းပြုပြီးတော့ဖြစ်လို့ရတယ်အဲ့ဒါဖြစ်အောင်ဘယ်လိုလုပ်မလို့ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခတတ္တဝါတွေကိုချမ်းသာစေခြင်းတည်းတတ္တဝါတွေကိုဒုက္ခငြိမ်းစေခြင်းတည်းနော်တတ္တဝါတွေအဆင်ပြေတာကိုဝမ်းမြောက်နိုင်တယ် တတ္တဝါတွေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကိုယ်စိတ်မှာတုံလုံးမှုမရှိအောင်ဒါငါဘာမှတက်နိုင်တဲ့ကိစ္စမဟုတ်ဘူးဒါသူတို့လှုပ်ထားတဲ့အလုတ်ရဲ့အကျိုးရလက်ဖျားတောင်တားလို့မရဘူးဆိုတဲ့မှန်ကန်တဲ့အမြင်နဲ့သူတို့ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေအဲ့ဒီကိစ္စကိုယ်စိတ်ကိုမတုံလှုပ်စေဘူးမြင့်မြတ်တဲ့ဉာဏ်ပညာနဲ့လိလူရှုနိုင်တာဥပေက္ခလို့ခေါ်အဲ့ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခအလွန်မြင့်မြတ်တဲ့နေခြင်းတွေဟုတ်လားအဲ့ဒါငါးပါးတိလတဲ့အဲ့ဒီမေတ္တာ တာလွန်ပြီးတော့အကျိုးပေးကြည့်အေးတဲ့အဲဒီမေတ္တာထက်ဘယ်သူကတာလွန်ပြီးတော့အကျိုးပေးကြည့်တယ်ဆိုတော့အနိစ္စတင်ညာတဲ့စောစောကပြောရတယ်နော်စစရင်းပြောလိုက်တာနော်အတွေ့အကြုံအသည့်တွေကိုတွေ့ရင်ကြုံရင်နဲ့သူ့ကိုတောက်လျှောက်ထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအသည့်တစ်ခုကိုတောက်လျှောက်ယူလာနော်မြင်အောင်ကြည့်တောက်လျှောက်ဖြစ်တာနော်ဖြစ်ပြီးရင်အဲ့ဒီဥစ္စာရှိတော့တာမဟုတ်ဘူးသူတို့ကမပိုင်းဖြတ်နိုင်ဘူးညာကအဲ့ဒါယံတတိကောင်း ိုးစားရင်ပိုင်းဖြတ်နိုင်မယ်အဲ့ဒါလိုနဲ့ကျုပ်တို့အကုန်လုံးပြောက်ွယ်သွားကြမှာပဲနောက်ထပ်ပြောက်ွယ်စရာတွေထပ်ဖြစ်မှာဘာပဲဖြစ်ဖြစ်အကုန်လုံးဟာပြောက်ွယ်သွားမှာငကောဖြစ်ခဲ့တာတွေအကုန်လုံးဟာပြီးသွားကြတယ်နောင်ဖြစ်မဲ့အရာတွေဟာလည်းပြီးသွားကြလိမ့်ဦးမယ်အခုဖြစ်နေတာလည်းပြီးနေစေပဲအဲ့ဒီအနေဆာကိုစိတ်ထဲကအမှတ်ရအနေဆာသင်ညာအဲ့ဒီအနေဆာသင်ညာကမေတ္တာထက်သာလွန်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်ဣဒံတတော်မဖလန်ဟုတ်ပြီနော် အဲ့တော့ဘဝထဲမှာအရှင်ပြေဖို့ဆိုရင်တော့ဘုံတို့ကကံကောင်းအောင်ကြိုးစားရမယ်နော်ကံကောင်းအောင်ကြိုးစားရမယ်ဆိုရင်ဘာလုပ်ရမလဲတော့ပြမဝိဟာရတရားနဲ့နေရမယ်သူသည်ဖြင့်မေတ္တာနဲ့နေနေအောင်ကြိုးစားမေတ္တာအလွန်ဖြူစင်တဲ့စိတ်ကောင်းနှလုံးကောင်းလေးပဲသူများပေါ်ချမ်းသာသိခြင်းနေဘာကိစ္စနဲ့မုံတီးနေမှာတော့ဘာကိစ္စနဲ့စိတ်တိုင်းမကြဖြစ်နေမှာတော့လူကဒေါသဖြစ်တယ်ဆိုတာကိုယ့်ကိုယ်ကိုရှုံ့မြိုက်တာပဲနော်ခက်တာက ကိုကသူ့ကိုမုံနေသူ့ကိုစိတ်တိုင်းမကြဘူးဆိုရင်ကိုစိတ်တိုင်းမကြရည်ရသူ့ကိုဆင်းရဲသွားစေမယ်လို့ကိုကထင်နေတာသူ့ကိုပဲကိုကဆင်းရဲစေခြင်းနေတယ်ပေါ့နော်သူ့ကိုဆင်းရဲစေခြင်းဒါ तू ကဆင်းရဲခြင်းမှာဆင်းရဲမှာသိရင်တော့နည်းနည်းတော့ဆင်းရဲခြင်းဆင်းမှာအော်ငါဒီလိုကမုံနေရဆိုတော့ဘယ်ကောင်းမှာလို့နော်ဒါပေမဲ့သေချာတာကတော့ကိုရဲ့အမုံတရားကိုကိုပဲဘာလို့တာတော့လောင်မြိုက်တာကိုကိုပဲနှိမ့်ဆက်ဘာလို့အဲ့ဒီစိတ်ကြီးနဲ့နေမလဲအဲ့ဒါအလွန်ယုံညံ့တဲ့စိတ်ဟုတ်လား ဲ့ဒီဥစ္စာကဘာတွေကိုကောင်းတဲ့ပုံမှာတော့ကြမ်းတဲ့စကားတွေပြောမယ်ခံရခက်တဲ့စကားတွေပြောမယ်ဒုက္ခရောက်စေတဲ့အလုပ်တွေကိုပဲလုပ်မယ်ပိုးပြီးတော့ဆိုးရတဲ့အနေအထားကိုပဲဥတည်သွားမယ်နော်မေတ္တာရဲ့ဆန့်ကျင်ဘက်အလွန်မှရုံညံ့တယ်ပေါ့နော်ဒါကြောင့်မေတ္တာတရားနဲ့နေလို့ရှိရင်ဘဝထဲမှာအဆင်ပြေမှာပဲနောက်ထပ်အလွန်ကောင်းတဲ့ဘဝတွေလည်းရမှာပဲသူရဲ့အာအလွန်ကြီးတဲ့အတွက်ကြောင့်ဘဝတွေထဲမှာအကောင်းဆုံးလို့ဆိုတဲ့မြမဘဝတော့ပို့နိုင်တယ်လို့မြတ်စွာဘုရားအလွန်ဟောထားတယ်ဟုတ်လား ဉာဏ်ထက်လာလို့ဘဝကိုဒုက္ခလို့မြင်လာလို့ဒီဒုက္ခတွေငြိမ့်ငြိမ့်ပြီးဟေးဆိုရင်တော့ဘာကိုအာကုန်မတော့ပညာကိုအာကုန်မယ်ပညာထိမှီအောင်လိုက်နိုင်မယ်ဆိုရင်တော့ကောင်းတာပေါ့နော်မြန်မြန်ငြိမ့်သွားတာပေါ့တန်တရားလဲဆိုတာကသိစိတ်ချတာမဟုတ်ဘူးလေအခုကောင်းတဲ့လူနဲ့တွေ့လို့မိကောင်းရွှေကောင်းနဲ့တွေ့လို့အခုစိတ်ကောင်းနှလုံးကောင်းလေးထွန်းမလို့တော်ကြမေယုံမှာရွှေယုံမှာနဲ့တွေ့ရင်ညံဖြစ်တာတွေဖြစ်ပြီးတော့ထိုးကြသွားနိုင်တာပဲတတ္တဝါတူတူတယောက်စီရဲ့ဘဝတန်တရားဆိုတာ ယုံညံ့တဲ့ဘဝတွေကိုဖျက်သန်းရတဲ့အနေထားသာတဲ့အများစုပါတကယ်ကဟုတ်လားဘဝလွတ်ချင်စိတ်ပေါက်အောင်ကြိုးစားတာကတကယ်တမ်းကအကောင်းဆုံးပဲသို့တော့ညံတုံးသေးလို့ညံနေသေးလို့မလွတ်ချင်သေးဘူးဘဝတဏ္ဍာသိပ်အားကြီးနေတယ်ဆိုလို့ရှိရင်တော့ဘဝထဲမှာအဆင်ပြေအောင်ကြိုးစားဟုတ်လားဘာနဲ့ကြိုးစားမှာလဲမေတ္တာနဲ့ကြိုးစားဒါလူရင်းကိုပြောတာနော်အဲ့လိုဆိုရင်ဘဝထဲမှာအဆင်ပြေဖို့မေတ္တာတရားကိုလက်ကင်ထားမယ် ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့အတွက်ဉာဏ်ပညာတရားကိုလက်ကင်ထားမယ်ဆိုတဲ့ဒီစိတ်ကလေးဒီအမှန်မြင်မှုကလေးကိုဘုံဘုံတို့ကိုယ်တန်တန်မှာရှိအောင်ကြိုးစားမယ်ဒါသီးပင်လည်းပါလေပညာကုတုပဲနော်အဲ့တော့အချိန်လေးကတော့တူတူလေးပဲอืมတိုးတယ်ဆိုသည်25မိနစ်ရှိပြီဘုံဘုံပြောလိုက်တာဟုတ်လားစွန့်စားရတော့နော်အချိန်ကတိတ်ပြီးတော့မရစောစောလေးကလာလိုက်လို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့တရားလေးရှိရှိနားထောင်အောင်နော် တရားလည်းပဲစိတ်ကူးတဲ့ပေါက်တံလေးတွေးမိတာလေးတွေပြောရတာတစ်ခါတခါရတာရှိနော်အဲ့လိုဆိုလို့ရှိရင်ဘုံဘုံတို့မေတ္တာတရားပညာတရားလက်ကင်ထားပြီးတော့ဘဝထဲမှာလည်းပဲချမ်းသာအောင်နေနိုင်ကြတဲ့နောက်ဆုံးဘဝဒုက္ခတွေကလွတ်မြောက်အောင်ကြိုးစားရုန်းကန်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွန့်တက်တဲ့ကြောင့်ဖရာတပည့်တော်တို့ဒီမဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကို လင်မြန်ထုတ်ချမျက်မှောက်ပြုပရရှိကုန်သောဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်း